အဲ့တော့နိုင်စင်ရဲ့ကားတွေကဘသူကရောင်းဝယ်လုပ်နေတာလဲနိုင်စင်မဲ့ကားတွေကိုစီးနေတာကဥတေစားတော့မလုပ်ဘူးနိုင်စင်မဲ့ကောင်ဖမ်းရင်တီတီကူဆရာတော်နဲ့စေကိန်နာတွေကစဖမ်းရမယ်လက်စင်သားလုံးဝင်နေလာပါတော့အခုခေါက်မှာတော့ခွင်းမြတ်ကျော်တော့ကျွန်တော်တို့ရဲ့ဆရာတော်ဖျားကြီးတွေကိုဆိုကားပြောဆိုနေပါပြီအခုလိုင်စင်မဲ့ကားတွေဖမ်းနေကြားနေတာလိုင်စင်မဲ့စံကယ်တွေလည်းဖမ်းမဲ့ကြားနေရတယ်ဖမ်းလည်းဖမ်းနေတယ်တောင်ကြီးတို့ဖမ်းမစလို့လား ဖန်အန်တော့မှဒီနေ့ဖန်အန်မှာဆိုဒီနေ့ဖန်တယ်အဲ့တော့နိုင်စင်ရဲ့ကားတွေကဘသူက ရောင်းဝယ်လုပ်နေတာလဲနိုင်စင်မဲ့ကားတွေကိုစီးနေတာကဥတေစားတော့မလုပ်ဘူးနိုင်စင်မဲ့ကားကိုဖန်ရင်တီတီကူဆီယာတော်နဲ့စေကိန်နာတွေကစဖန်ရမယ်ဘုံကြီးတွေစီမှာလိုင်စင်မဲ့ကားတွေအများကြီးပဲတကယ်ဖန်ရဲ့လို့အဲ့ရောက်မင်းအွန်လိုင်းလိုင်စင်မဲ့ကားတွေတကယ်ဖန်ရဲ့လို့လား မင်းတို့ဗိုလ်ချုပ်တွေစီးနေတဲ့ကားတွေနောက်ဆုံးပေါ်လိမ့်တက်ပြီမှန်တယ်များနိုင်စင်မဲ့ကားတွေနော်တိုင်းနာလနဲ့ကင်တပ်ဖွဲ့တွေမှာမင်းတို့နဲ့အန်စီထိုးထားတဲ့ကောင်တွေစီးနေတာလိုက်စင်မဲ့ကားတွေမင်းတကယ်မှန်မယ်ဟုံးကြီးတွေစီမှာလိုက်စင်မဲ့ကားတွေအများကြီးပဲခုနကတော့ Minister of Honor Software တောက်တင်ရတော့ရှိတယ်ဒါတော့ဖျားကြီးတွေကိုပြုံးနေတဲ့တခါနေတခါမှတခါကြီးပေါ့နော်ဒါစင်မဲ့ကားစီးနေတော့တောင်းရှိတယ်မင်းတို့ကတော့မတောင်းဘူးပါ စလန်ဘတ်ဆူရဲ့သတင်းလေးကိုဆက်ပြီးတော့နားထောင်ကြည့်အောင်ခင်ဗျာဒီမှာပြည်သူများရှင်ကျွန်မခုတင်ဆက်ပေးမှာကတော့ကျွန်မစီရောက်လာတဲ့ပြည်သူအတန်လေးပေါင်းမြောင်များစွာစုစည်းပြီးတော့ကျွန်မ data လေးထုတ်ပြီးတင်ဆက်မှာဖြစ်ပါရဲ့ရှင်ဒီအပိုင်းမှာဟိုမိုးလုံးပြေပေါ့နော်စူညံထိတ်ထွက်နေတဲ့အတန်အတန်ရှိရဲ့ရှင်အဲ့ဒါမိုးချိန်တန်ဟုတ်ပါအောင်ရှင်ဘာတန်လဲဆိုတော့ဒီဝတ်တောက်ကားတွေ సై ကယ်တွေပေါ့နော်ဖန်းစီခံရတဲ့အတန်လေးဖြစ်ပါရဲ့ရှင် ဟိုခဏနေငါကားပါသွားပြန်ပြီခဏနေငါဆိုင်ကယ်ပါသွားပြန်ပြီဆက်သက်ဖြစ်ပေါ့နော်အဲ့လိုမျိုးပါရှင့်မနေ့ကဆိုရင်ကျွန်မဂရန်းလေးတစ်ခုကြားပါတယ်ပြင်မနာမှာရှိတဲ့ဆိုင်ကယ်ဆိုင်တစ်ခုပေါ့နော်ဟိုပြောရမယ်ဆိုတော့ရှင့်ကျွန်မနိုင်ငံဈေးကွက်တွေကကျွန်မတို့နိုင်ငံသားတွေအားလုံးအသိပဲရှင့်ကျွန်မကပေါ့နော်မြေပြင်ဈေးကွက်လေးတွေကိုလည်းအရင်ကျွန်မတို့ရဲ့နိုင်ငံတော်အစိုးရဘူတုဒရရှိစေရန်အလို့ငါပေါ့နော်အရင်လည်းတင်ဆက်ပေးလို့ရှိပါရှင့်အခုလည်းဘူတုဒအနေနဲ့တင်ဆက်ပေးခြင်းပါတယ်အဲ့လိုဆိုင်ရအောင်ပေါ့နော် ဟိုတရားဝင်တဲ့ site နဲ့တရားမဝင်တဲ့ site တရားဝင်တဲ့ site နဲ့တရားမဝင်တဲ့ကညှက်ရောင်းတာပေါ့ရှင်သူစီးပွားရေးရတယ်အဲ့လိုပေါ့နော်ဆိုင်ရတော့တရားဝင်ပဲဒါပေမဲ့တရားမဝင်တဲ့ဟာလေးလည်းညှက်ရောင်းတာပေါ့ဈေးတန်းတော့မတူဘူးပေါ့အဲ့လိုပုံစံမျိုးတွေရှိရပါဘောရှင်ပြတာကနိုင်ငံတော်တည်ဖို့အတွက်ကုသတာနေပါဒါပေမဲ့အဲ့ကုသတာလေးကိုကျွန်တော်တို့ပြောပြောတဲ့နိုင်ငံတော်တည်သွားတယ်တူပါတယ်ဝင်ဖမ်းတယ်ရှင်ဝင်ဖမ်းတဲ့ခါကျတော့တရားဝင်ဝတ်တော့ဆိုင်တယ်တိမ်းသွားတယ်ပေါ့ရှင်တိမ်းသွားတဲ့ကိစ္စလေးကဖြစ်ခဲ့တယ်ပေါ့ဖြစ်ခဲ့တော့โอเคဟုတ်ပါပြီဒီလိုမျိုးတိမ်းဆဲသွားတာတော့ဒါဥပဒေရဆိုတော့မှန်တယ်ပေါ့မှန်တယ်ပေါ့နော်မှန်တယ် ဒါပေမဲ့ဘာဖြစ်လဲဆိုတော့လူတွေရဲ့ဒီဥပဒေပေါ်မှာထင်မြင်ယူဆလာတဲ့အချက်တွေပေါ့နော်။မြေပြင်မှာဖြစ်နေတာတွေကျွန်မအမှန်တိုင်းပဲပြည်သူအသံတွေအတိုင်းကျွန်မတင်ဆက်ရမယ်ဆိုတော့တချို့ကဝတ်တော့ကားတွေဝတ်တော့ဆိုင်တွေဖမ်းသွားတယ်ဆိုရင်ပတ်စံပေးပြန်ယူလို့ရတယ်ဆိုရင်ရှစ်ဖြစ်နေရဲ့ရှင့်။ပြီးတော့ပေါ့နော်မြန်မာနိုင်ငံမှာဘယ်လိုညွန်ကြားချက်တွေပဲထုတ်ထုတ်တဲ့တိတ်ပြီးတော့စူးစမ်းလောက်ဆောင်မှာမရှိဘူးပေါ့နော်။ဒါပေမဲ့ဝတ်တော့ကားတွေဝတ်တော့ဆိုင်တွေဖမ်းရမယ်ဆိုတော့အဲ့ဒီညွန်ကြားချက်ကိုတို့က name အိတ်ရမအိတ် 24နိုင်တစ်ပတ်လုံးစူးစမ်းပြီးလုံဆောင်ကြတာလည်းမြင်တွေ့ရရှင့်ဒါလေးကလည်းကျွန်မအနေနဲ့ချီးကျူးချင်ပါရှင့်အခြားညွန်ကြားချက်တွေထုတ်တယ်ဆိုတော့ဒီလိုလေးပဲလုံဆောင်မှုအတွက်လည်းတိုက်တွန်းချင်ပါရှင့်ဒီလိုသားလို့စူးစမ်းကြမယ်ဆိုကျွန်မနိုင်ငံမှာတော်တော်ကိုကောင်းမွန်သွားမှာပါရှင့်အခြေအနေအဲ့လိုလေးပေါ့နော်ဒီတော့ပြည်သူအတန်းလေးကျွန်မဆက်ပြီးပြောပြရမယ်ဆိုတော့ပြည်သူရဲ့မကျေနပ်ချက်တွေပေါ့သူတို့ကဘယ်လိုမျိုးအစိုးရကိုပေါ့နော်ဟိုဥစ္စာဖြစ်လဲဆိုတော့အစိုးရကတဲ့ငါတို့ဝတ်တောက်ကားစီရကြတော့ဖမ်းတယ်တဲ့သူတို့ဝန်ထမ်းတွေကြတော့ဝတ်တောက်ကားပဲစီးနေကြတယ်ဆိုပြီးပြောတယ်ရှင့်ပြီးတော့တချို့တွေကြတော့ဘာသာရေးရတိုက်ခိုက်လာတဲ့ကိစ္စလေးလည်းမြင်ရရရှင်ဘယ်လိုလဲဆိုတော့ အချုပ်ဘုံကြီးကားတယ်ဆိုရင်လည်းဝတ်တော့ကားပဲလေတဲ့အဲ့လိုမျိုးပေါ့နော်အဲ့တော့သူတို့ပြောတာတွေကျွန်မတို့စစ်စေးစုံစမ်းလိုက်တဲ့အခါကျတော့တချို့နေရာတွေမှာမှန်နေအောင်မြင်တွေ့ရရဲ့ကျွန်မအနေနဲ့ကတော့ရှင်ဝတ်တော့ကားနဲ့တရားဝင်ကဈေးနှုန်းကမိုးနဲ့မြေကဲ့သို့ကွာခြားနေတဲ့အတွက်အချို့တွေကကားတစ်စီးရှိမှအဆင်ပြေတဲ့နေထိုင်ရှိတယ်ဒါကြောင့်လေဝတ်တော့ကောင်မစည်းချင်မစည်းရရဲပေါ့နော်အချို့အိမ်လေးဆိုရင်လည်းဒီလိုပဲမိသားစုမှာကျမရင်မကောင်းတဲ့သူရှိရဲဒါမဲ့ဒီကျမရင်မကောင်းတဲ့သူဈေးကမ်းပြဖို့အတွက်ကားလေးတစ်စီးလိုတယ် တရဝင်ကားကြတော့မဝယ်နိုင်ဈေးကြီးလို့တော့ဒီလိုဝတ်တောက်ကားလေးတစ်စီးနဲ့ပဲမိသားစုကိုဈေးကမ်းပြရတာရှိရဲဆိုကြတယ်ဝတ်တောက်ကားလေးနဲ့ပဲကားလေးဆွဲပြီးတော့မိသားစုဝင်ရဖြည့်ရှင်းနေရတာရှိရဲရှင့်ဒါမျိုးခြေနေလည်းအများကြီးရှိရပါတော့ကျွန်မနိုင်ငံမှာဒီတော့ဒီလိုပြည်သူတွေကတော့မကျေနပ်ချက်တွေရှိရဲဆိုတော့ကျွန်မအမှန်တိုင်းပဲပြောပြတာပါရှင့်ဒီတော့ဒီတရားဝင်ကားတွေဖမ်းဆီးရဲဆိုတော့ညွှန်ကြားချက်နောက်မှာတောကြောင်တွေကလည်းခမောက်ခတ်တာပါရှင့်အခုလိုမျိုးအကတိလိုက်စားခြင်းနဲ့ဝင်တဲ့အချို့ကဝတ်တောက်ကားဝတ်တောက်ဆိုင်ကဖမ်းနေ ပြီးတော့နိုင်ငံတော်အတွက်အကျိုးရှိအောင်လုပ်ပေးရလဲမဟုတ်ဘဲနဲ့ပတ်စံပေးလို့ရှင်ပြန်ပေးလိုက်တယ်ဆိုတော့ဒီဝန်ဆောင်ကားတန်တရာကဘယ်နေရာမှာအဆုံးသတ်မှာလဲရှင်ဘမာမှအဆုံးသတ်တော့မယ်လို့မထင်ဘူးရှင်တဝဲလေလည်းဖြစ်နေမှာပဲလေခဏနေအဖမ်းခံရလိုက်ခဏနေပတ်စံယူယူသွားထုတ်လိုက်ခဏနေအဖမ်းခံရလိုက်ခဏနေပတ်စံပေးပြီးသွားယူထုတ်လိုက်ဆိုတော့ဒီတရားဝင်ကတရားဝင်ကပဲလေတရားဝင်ကအောင်စီးနေတာစီးနေတာပဲလေဘာမှလည်းကြောင်းလဲသွားခြင်းမရှိဘူးရှင်အဲ့လိုအခြေအနေလေးဖြစ်နေပါရဲ့ရှင် ဒီလိုကိစ္စကြီးကရှေးကြစွာဖြစ်နေပဲဆိုရင်ပြည်သူတွေရဲ့မကျေနပ်ချက်တွေနဲ့အတူနိုင်ငံတော်ပေါ်မှာအမြင်ဆောင်တာတွေဖြစ်လာနိုင်မှာအရှက်။ဒါကျွန်မအနေနဲ့ကပေါ့နော်မီဒီယာအနေနဲ့တော့အခက်အခဲတစ်ခုကိုမြင်တဲ့အခါမှာအကောင်းဆုံးအကြံပြုချက်တွေကိုထည့်သွင်းတင်ဆက်ဖို့အတွက်ကလည်းတာဝန်ရှိပါအရှက်။ဒါကြောင့်ကျွန်တော်တို့ brand media အနေနဲ့ကတော့ဒါခေါင်းကျင်းဆိုင်ပြီးတော့ပေါ့နော်စဉ်းစားလိုက်တဲ့အခါမှာဆိုရင်ကျွန်တော်တို့တွေးမိတာလေးပေါ့ရှင်။နိုင်ငံတော်မှာပေါ့နော်တရားမဝင် ကားတွေစိုက်ကြတယ်ဆိုတော့ဖမ်းဆီးတာတော့လုံးဝရရှင်ဘာကြောင့်လဲဆိုတော့ဒီဟာတွေတုံးပြပြီးတော့အခုတော့ဂျမ်းဘတ်သမားတွေကမိုင်းထောင်တာတွေပြည်သူတွေရဲ့ အသက်အိုးရင်စီးစိမ်ဒုက္ခပေးရရှိတယ်။တချို့တော့ဒီဝတ်တောက်ကားတွေနဲ့ပေါ့နော်။ပြန်ပြီးဆွဲတာလေလုပ်ပဲရှင့်။မျိုးသမီးတွေကလေးတွေပြန်ပြီးဆွဲသွားတယ်ပေါ့နော်။ဒါပေမဲ့ဒီကားကို CCTV ကနေထောင်ခန်းမိတယ်မြင်တယ်။ဒါပေမဲ့ဒီကားကဝတ်တောက်ကားဖြစ်နေတဲ့အတွက်ဖိုင်ရှင်ဘယ်သူလဲဆိုတော့မသိဘူး။အဲ့ခါကျတော့အမှုဝင်ဆက်ကပြတ်တယ်အဲ့လိုမျိုးကြီးပေါ့နော်ဒီလိုစိုးကျိုးတွေလည်းရှိရဲဆိုတော့ပြောပြတာပါတချို့ကျတော့ဝတ်တောက်ဆိုင်ကယ်တွေနဲ့မိုင်းထောင်နဲ့ပိုင်ရှင်ကိုမသိဘူးအမှုဝင်ဆက်ပြတ်တယ်တရားခံလိုက်လို့မရဘူးလို့ကိစ္စတွေများရှိရပါတော့ဒါကြောင့်ဝတ်တောက်ကားတွေဝတ်တောက်ဆိုင်ကယ်ဖန်းစီရဲ့ကိစ္စကိုတော့ကျွန်တော်တို့မလုပ်နိုင်လို့တားလို့တော့မရအောင်ရှင့် โอเคလုံးမဲ့ဆိုတော့ဘယ်လိုလုံးတင်လဲစမ်းပေါ့နော်ဝတ်တော့ကားတယ်ဝတ်တော့ဆိုင်ကယ်ဖမ်းမယ်ဒါပေမဲ့အခုမဖမ်းသေးဘူး6လ5လ6လစသဖြင့်ပေါ့နော်အဲ့ဒီ6လအတွင်းမှာကိုယ်ကဖိုင်ဆိုင်တဲ့ဝတ်တော့ကားတယ်ဝတ်တော့ဆိုင်ကယ်ဒီနိုင်ငံတော်စီမှာလာပြီးတော့ license လာဝင်လိုက်ပါ license ဝင်တဲ့အခါမှာဆိုတော့နိုင်ငံတော်ကတတ်တောက်တတ်တာနေပေါ့နော်အဲ့လိုမျိုးသူတို့အတွက်အပန်းမကြီးရဲ့ဈေးနှုန်းတစ်ခုနဲ့ပေါ့ဒီလိုမျိုးလေးလှုပ်ဆောင်ပေးလိုက်ပါရှင့်ဒီလိုလှုပ်ဆောင်ပေးလိုက်မယ်ဆိုတော့နိုင်ငံတော်လည်းခေါ်ရမယ်သူတို့တွေလည်းသူတို့ပိုင်ဆိုင်ထားတဲ့ စ္စည်းပေါ်မှာပေါ့နော်ဒါမှတ်ပုံလာပြီးတင်မယ်လိုင်စင်လာလုပ်မယ်ဆိုရင်တို့လည်းတရားဝင်လေးဖြစ်သွားမယ်ရှင့်အဲ့လိုမျိုးအချိန်ကာလတစ်ခုတတ်မှတ်လိုက်ပေါ့နော်၃လဖြစ်ဖြစ်၆လဖြစ်ဖြစ်တတ်ပတ်လိုက်တတ်ပတ်ပြီးတော့မှာ okay လိုင်စင်ဝင်တဲ့ကားတွေညားသွားပြီးစိုက်ကယ်တွေညားသွားပြီးဆိုရင် okay ၆လပြည့်ပြီဆိုတာနဲ့အဲ့ဒီအချိန်ကျတော့ရှင့်ဒရက်ဂျန်လာဖမ်းပါရှင့်ဘာကြောင့်လဲဆိုတော့တရားဝင်လိုင်စင်လာတင်ရမယ်ဆိုမှတော့အကြမ်းဖက်သမားတွေကတင်မှာမဟုတ်ဘူးတေးကြရဲ့ရှင့်ဥပဒေပေါင်းထဲမှာနေကြတဲ့ပြည်သူတွေကပဲကိုယ်ဝယ်ထားတဲ့ကားလေးပေါ့နော်တရားဝင်ဖြစ်စီဖို့အတွက်ကိုစူးစမ်းပြီးတော့နီးလန်းရှာပြီးတော့လိုင်စင်လာတင်ကြပါရှင့် ဒါဆိုရင်အစက်မှတ်သမားတွေပေါ့နော်နိုင်ငံတော်ရဲ့လုံခြုံရေးကိုအန္တရာယ်ပြုနိုင်တဲ့အခြေအနေတွေလည်းလျော့နေသွားမယ်လို့ကျမတို့ယုံကြည်ပါရှင့်ပြည်သူတွေအနေနဲ့လည်းဈေးသက်သာစွာနဲ့ကိုပိုင်ကားလေးတွေတရားဝင်ကားလေးကြတာပေါ့ရှင့်ဖမ်းဆီးခံရတာတွေတုနဲ့သူအမြင်ဆောင်တာတွေနိုင်ငံတော်ပေါ်မကျေနပ်တာတွေနိုင်ငံတော်ရဲ့လောကကံခတ်တိုင်းဖြစ်တော်ဘောရှင့်အဲ့လိုမျိုးလေးဆိုမတင်တော်ဘူးလားလို့တော့ကျမတို့လည်းအကြံပြုတက်ဆက်ချင်ပါရှင့်အချိန်တစ်ခုပေးပြီးတော့ license ပေးတင်လိုက် license တင်ပြီးတော့မှပေါ့နော်6လပြည့်ပြီဆိုတော့လည်းအဲ့ဒီမှာမြင်သမျှသာဖမ်းပါရှင့်ဒါဆိုရင်တော့ နိုင်ငံတော်ကအပြစ်မဟုတ်တော့ဘူးလေဟုတ်တယ်မလားနိုင်ငံတော်ကသူ့ဘော်ခွင့်ရေးပေးတယ်အဲ့ဒီအခွင့်အရေးကိုမှကြော်လွန်ပြီးတော့စီကံမဲ့လှုပ်ဆောင်လဲဆိုတော့နိုင်ငံတော်ကဘလို့ပဲလှုပ်တော့ဒါကျမတို့ကလက်ခံပေးကိုလက်ခံပေးရတော့မယ်ကိစ္စဖြစ်သွားမယ်ရှင့်ဒါလေးဆိုရင်မတင့်တော်ဘူးလားလို့လည်းကျမအနေနဲ့အကြံပြုချင်ပါရှင့်။ဘာကြောင့်လဲဆိုတော့ကျမတို့နိုင်ငံမှာရှိနေအရာအလုံးကအလကားဖြစ်ပေါ်လာတာမဟုတ်ပါဘူးရှင့်။သူမှာအကြောင်းရင်းတရားတွေအများကြီးရှိပါတယ်နော်အဓိကကျွန်မနိုင်ငံမိသားစုတွေရဲ့စာဝတ်နေရေးအတွက်ကိုဖြည့်ရှင်းရတဲ့ကိစ္စရပ်တွေမှာ ဒီလိုတရားမဝင်ဈေးကွက်တွေကလည်းပါဝင်ပတ်သက်လာတာရှင်လူတိုင်းကတော့တရားဝင်လို့ပဲလုပ်ချင်ကြတာပဲရှင်ဒါပေမဲ့မိသားစုစာဝင်နေရေးဒီလိုကိစ္စကြီးရှိရပေါ့နော်ဒါရောင်းဝယ်တဲ့သူဆိုပြောပြတာပါတချို့ကြောင့်ကလည်းအားလုံးကတော့တရားဝင်ကားလေးပဲစီးကျင်တာပဲဒါပေမဲ့ကို့မှာရှိရပတ်စံနဲ့မလောက်ငါဘူးလေဒါကြောင့်ဝတ်တောက်ကားတွေစီးရတယ်သူတို့မှလည်းဒီလိုစီးရတဲ့အတွက်အခက်အခဲတွေအများကြီးရှိပါတယ်ရှင်ဟိုလူကြောင့်ဒီလူကြောင့်ပေါ့နော်ဟိုလူမျက်နှာကြည့်ရဒီလူမျက်နှာကြည့်ရအခြေအနေလည်းရှိပါတယ် ဒီတော့နိုင်ငံတော်ဒီလိုလေးစီမံပေးမယ်ဆိုရင်ဝတ်တောက်ကားစီရဲ့ဒီသူတွေရောနိုင်ငံတော်အတွက်ကောဝတ်တောက်ကားတွေအသုံးပြုပြီးအကြမ်းဖက်သမားတွေလှုပ်ချင်နေတဲ့သူတွေကိုရောအားလုံးအားလုံးပေါ့နော်တေချာစီစစ်ခွဲခြားစိတ်ထားလိုက်တဲ့ပုံစံဖြစ်သွားပြီးတော့နိုင်ငံတော်အတွက်လည်းအဆင်ပြေမိဘပြည်သူတွေအတွက်လည်းအဆင်ပြေမယ်လို့ကျွန်မယုံကြည်ပါရှင့်ကျွန်မတို့ရဲ့အကြံပြုချက်လေးကတော့ဒါရှေးဘူးရဆံပါရှင့် ညာရှင်တွေအနေနဲ့ကတော့ဒါကိုစင့်ပွားပြီးတော့နိုင်ငံတော်အတွက်ကောင်းမွန်တဲ့နည်းစနစ်တွေပြန်လည်အကြံပြုပြီးထုတ်ဝေနိုင်ကြပါစေလို့လည်းကျွန်တော်တို့ Prime Media ကစုတောင်းမြစ်တာပို့သပါရှင့်အားလုံးကနိုင်ငံတော်ကောင်းမွန်လုပ်နေကြရဲဆိုတော့ကျွန်တော်ယုံကြည်ပါရှင့်ဒါကြောင့်ပုံပုံကောင်းမွန်တဲ့နည်းလမ်းတွေရှာဖွေတွေ့နိုင်ပါစေလို့လည်းကျွန်တော်တို့ဆန္ဒပြုပါရှင့်ခုလိုသတင်းတွေကိုပြောရမယ့်စံပါဖို့လည်းကြည့်ကြည့်တင်ပါတယ်